မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့နောက်ဆုံးရစိတ်ဝင်စားစရာဘောလုံးသတင်းတွေပဲဖြစ်ပါတယ်ရှင်အခုဆက်လက်ပြောပြပေးချင်တာကတော့ Real Madrid အသင်းရဲ့နောက်ခံကစားသမား Inter Milan ကတော့ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာပြန်လည်ပါဝင်လာနိုင်တော့မှဖြစ်တယ်လို့ Relief သတင်းစာနာဌာနကနေပြီးတော့ဖော်ပြသွားခဲ့ပါတယ်ကိုညာကိုခေါ်ယူဖို့နှိမ့်ဆက်နေတဲ့ Man U ကတော့ Manchester United က ဝူဗာဟန်တန်တိုက်စစ်ကစားသမားမတ်တီးယပ်စ်ကွန်ညာကိုခေါ်ယူဖို့အတော်လေးနှိစက်နေပြီလို့အပြောင်းအရွှေ့ဂရုကြီးဖာဗရီဇီယိုရိုမန်နိုကဟောပြလာပါတယ်။မိုင်းနိုင်ချက်ကဘရာဇီးကျယ်ဝင့်မတ်တီးယပ်စ်ကွန်ညာနဲ့ပုံကိုယ်ရေးသဘောတူညီမှုယူခဲ့ပြီးပါပြီ။ကစားသမားရဲ့ကလပ်ဝူဗာဟန်တန်နဲ့လည်းဆွေးနွေးမှုတွေပြုလုပ်နေပြီးဘရာဇီးသားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကပေါင်62.5တန်းဝန်းကျင်လို့သိရပါဗျ။ကွန်ညာကပြီးခဲ့တဲ့ရာသီပရီးမီးယားလိမှာ12ဂိုးသွင်း9ဂိုးဖန်တီးခဲ့ပြီးဒီရာသီပရီးမီးယားလိမှာ14ဂိုးသွင်း8ဂိုးဖန်တီးထားပါဗျ။ ဒီလိုခြေဆွမ်းခေါင်းပြပြသထားတဲ့အသက်25နှစ်ရွယ်ကစားသမားကယာတိကုံမဝူဘာဟန်တန်ကနေထွက်ခွာဖို့တေချာနေပါပြီ။မကြခင်မှာတော့မတ်တီးယပ်စ်ကွန်ညာက2025နှစ်အတွက်မန်ယူနိုက်တက်ရဲ့ပထမဆုံးကစားသမားခေါ်ယူမှုဖြစ်လာတော့မှာပါ။ဆက်လက်ပြီးတော့အမိုးရင်ကြောင့်ရေးသားထားတဲ့ Mud Ogden ရဲ့ Articles ထဲကစိတ်ဝင်စားစရာအချက်တချို့ကိုပြောပြကြမှာရယ်။အခုဆိုရင်တော့အမိုးရင်က United နေ့ရက်တွေကိုပြန်လည်အသက်ဝင်အောင်လုပ်ပေးရမယ့်အပေါ်ရင်ခုန်ပြီးတော့သဘောကျလာပါရယ်။ တနေ့ကို current time မှာ14နာရီလောက်လောက်ပါတယ်။မနက်9နာရီတောင်နေမီယာနဲ့ walk နဲ့ဝင်လာပြီးည9နာရီမှာပြန်ပါတယ်။ဒီကလာမတိုင်ခင်ကသူ့မှာအရန်ခက်ခဲခဲ့ပါတယ်။ဇန်နဝါရီလုံးက10ပွဲမှာ10ပွဲသာနိုင်တဲ့အပြင် Brighton ကိုပါရှုံးသွားတော့ဒီသင်းကြီးမှာနီးပြရတာစောက်စမ်းကြီးပါလားမလွယ်ဘူးဟာလို့ဆိုပြီးတော့ယာရုကနေနှုတ်ထွက်ဖို့ဒီပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့သူ့အဖော်တွေကတားဆီးခဲ့ပါတယ်။ အသင်းတော်ဝင်ရှိသူတွေကရှယ်ထောက်ခံထားပေမဲ့ MOA ကအသင်းလူစင်းကိုသူ့ခြေနှလောက်တဲ့ပုံစံအပြောင်းလဲပေးမှလားဆိုတာကိုအမြဲမေးခွန်းထုတ်လို့ရှိပါတယ်။အခုတော့ Europa League Final အတွက်ပြင်ဆင်နေပါပြီ။ United အသင်းသားတွေကလည်းမိသားစုတွေတငယ်ချင်းတွေကိုစပိန်ပွဲမှာပွဲချစ်ခွင့်ရဖို့တည်တံ့လျင်တစ်ခုစာပတ်စံစုပြီးပေးချေထားတယ်လို့သိရပါတယ်။ပြင်သတိရေးအခုတင်ဆက်ပေးချင်တာကတော့ဘာစီလိုနာစတာလီလာမင်းရာမဲကလာမဲနှစ်ဘောလုံးရာသီမှာ လီယိုနမန်စီဝစ်ဆင်ခဲ့တဲ့ကျောင်းနံပါတ်10ကိုဝစ်ဆင်သွားပွဲရှိရလို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။လက်ရှိမှာတော့အဆိုပါနံပါတ်10ကိုအန်ဆူဖာတီဝစ်ဆင်နေရဖြစ်ပြီးလာမယ့်နေရာဒီပြောင်းရွှေ့မှာအသင်းပြောင်းရွှေ့ပွဲရှိနေပါတယ်။အာဂျင်တီးနားနဲ့အင်တာမိုင်အမီကစားသမားကြီးလီယိုနမန်စီက International Federation of Football History and Statistics IFFHS ကရွေးချယ်လိုက်တဲ့ဘောလုံးသမိုင်းတစ်ချောင်းအကောင်းဆုံးကစားသမားဆရာအုပ်ထဲမှာနံပါတ်1နေရာရရှိခဲ့ပါတယ်။နံပါတ်2နေရာမှာတော့ဘရာဇီးကန်ဝင်ကြီးပီလီကရှိနေခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုကတော့နံပါတ်၄နေရာမှာသာရှိခဲ့ပါတယ်။အာလန်ဟာလန်ကမန်စီးတီးအသင်းနဲ့ဖလားပိုလူပွဲ9ကြိမ်ကစားခဲ့ပြီးအဆိုပါ9ပွဲစလုံးမှာတွင်ကိုရောဂိုးဖန်နှီးမှုပါမပြုတ်လုံနိုင်ခဲ့ပါဘူး။ဘောလုံးသုံးသပ်သူတွေကတော့ဒီလိုမျိုးအရေးကြီးတဲ့ပွဲတွေမှာဟာလန်ကပုံစံကောင်းမပြတတ်နိုင်တွေကရွှေဘောလုံးတို့ဖီဘာအကောင်းဆုံးစုတွေကိုရှင်ပြန်ရမှာအားနည်းချက်ဖြစ်စေတယ်လို့ပိုမှုပြောဆိုလာခဲ့ကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှလီဗာကူစင်အသင်းညာတာဝန်နောက်ခံလို့ဖရင်ပေါင်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိထားတဲ့လီဗာပူးအသင်းက ဘုံမောက်အတင်းဘယ်နောက်ခံလူကဂတ်စ်ကိုခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိဖို့နှိစက်နေပြီလို့အပြောင်းရွှေ့ကြမ်းကျင်သူဖာဘရီဇီယိုရိုမန်နိုကပြောပြထားပါတယ်။အာဆနယ်အသင်းကညူကာဆယ်အသင်းကို1-0နဲ့အနိုင်ရခဲ့တဲ့ဒီယာဒီပရီးမီးယားလိအိမ်ကွင်းနောက်ဆုံးပွဲစဉ်ပြီးမှာတော့အာဆနယ်အသင်းကြီးပြအာဒီတာကအသင်းနေနဲ့လာမယ့်ယာဒီမှာချန်ပီယံစုစိတ်ခေါ်နိုင်မှုအတွက်နွေယာဒီမှာကြီးမားတဲ့အပြောင်းရွှေ့ပြုလုပ်မယ်လို့ကတိပေးလာခဲ့ပါတယ်။ပရီးမီးယားလိပွဲစဉ်38ပွဲကစားခဲ့ပြီးတော့နောက်ဆုံးပွဲစဉ်တစ်ပွဲသာကြန့်ရှိချိန်မှာတော့ ရီးမီးယားလီဂအောင်ဆုံးဂိုးသမားစုရွှေလက်အိတ်စုအတွက်အာဆနယ်ဂိုးသမားဒေးဗစ်ရေယာနဲ့နော့တင်ဖောရက်စ်ဂိုးသမားမက်ခ်ဇယ်တို့ကကလင်းရှိ73ပွဲစီနဲ့အပြိုင်ဖြစ်နေပါတယ်။ပရီးမီးယားလီမှာအကောင်ဆုံးဂိုးသမားစုအတွက်ကလင်းရှိအများဆုံးဂိုးသမားကိုချီးမြှင့်တာဖြစ်ပြီးသူတို့နောက်ဦးရဲ့နောက်ဆုံးသူတို့နောက်ဦးရဲ့နောက်မှာတော့အနည်းဆုံးဂိုးသမားတွေဖြစ်တဲ့ဒင်ဟန်ဒါဆန်ခရစ်စတယ်ပယ်လစ်နဲ့ဂျော်ဒန်ပစ်ဖို့အဗာတန်တို့ကကလင်းရှိ73ပွဲစီရရှိထားတဲ့အကြောင်းဒေးဗစ်ရေယာနဲ့မက်ခ်ဇယ်တို့ကနောက်ဆုံးပွဲမှာအဆုံးဖြတ်ခံရတော့မှာပါ။ 2005ရာသီကစတင်ချင်းမြင်ခဲ့တဲ့ဒီစုကို Premier League 6တင်းချင်းကလပ်အသင်းတွေကဂိုးသမားတွေသာရရှိခဲ့ကြပြီးတကယ်လို့ Maxwell ရရှိခဲ့ရင်ကြီး6ကြီးပြင်ပကလပ်အသင်းကဂိုးသမားပထမဆုံးစုကူးခြင်းအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။နောက်ဆုံးပွဲစဉ်မှာတော့ Arsenal က Southampton နဲ့အဝေးကွင်း Nottingham Forest ကအချက်စီးနဲ့အင်ကွင်းပွဲစဉ်တွေကစားရမှာပဲဖြစ်ပါတယ်ပရိသတ်ကြီး။လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲကိုဥရောပလိပြိုင်ပွဲအသီးသီးကဓာတ်ရိုက်ဝင်ခွင့်ရ29သင်း၊ပလေးအော့ဖ်အဆင့်က9သင်းစုစုပေါင်း 36သင်းဝင်ခွင့်ရမှာဖြစ်ပါတယ်။ဓာတ်ရိုက်ဝင်ခွင့်ရ29သင်းမှာတော့23သင်းကအဖြစ်ထွက်ပေါ်ထားပြီးကြံ6သင်းသာအဖြစ်ထွက်ဖို့ကြံနေရပါ။ဒီသင်း6သင်းကပရီးမီးယားလိအဆင့်3 4 5အသင်းတွေယူရိုပါလိချန်ပီယံမန်ယူစပါဆေးရီအဆင့်4နဲ့ဘယ်လ်ဂျီယံချန်ပီယံအသင်းတို့ဖြစ်ပါတယ်။ရောဘတ်ထိတ်တန်းလီ၅ခုမှာလာလီကာဘွန်ဒလီကာနဲ့ပြင်သစ်လီတို့ကဝင်ခွင့်ရအသင်းအလုံးထွက်ပေါ်ပြီးဖြစ်တယ်လို့ကြံရောဘတ်နိုင်ငံတော်တော်များများကလည်းဓာတ်ရဝင်ခွင့်ရအသင်းတွေထွက်ပေါ်ထားပါဗျ။ ပရီးမီးယားလိမှာချန်ပီယံလိတိုင်းဝင်ခွင့်ရမယ့်အဆင့်3-5နေရာကညူကာဆယ်၊ချယ်ဆီ၊ဗီလာအသင်းတွေနဲ့အဆင့်6-9ကမန်စီးတီး၊ဖောရက်စ်တို့လက်ချံ3နေရာကိုအပြိုင်လူရရမှာဖြစ်တယ်လို့ယူရိုပါလိချန်ပီယံစုကိုမန်ယူနိုက်တက်နဲ့စပါးတို့ကအပြိုင်လူရရအောင်မှာအကြောင်းပရီးမီးယားလိကချန်ပီယံလိတိုင်းရိုက်ဝင်ခွင့်ရအသင်း၄သင်းကဘယ်အသင်းတွေဖြစ်မလဲဆိုတာပရိသတ်တွေရင်ခုန်ရအောင်မှာပါဆက်လက်ပြီးတော့ထိတ်ဆုံး9နေရာအတွက်ဟော့ကင်းထုတ်လိုက်တဲ့နဗီရဲ့အကြောင်းလေးကိုပြောပြကြပါမယ်။ဂယ်ရီနဗီကတော့ချန်ပီယံလိဝင်ခွင့်3နေရာအတွက် အသင်း၅သင်းကတိုက်ပွဲဝင်နေချိန်မှာသူ့ရဲ့နောက်ဆုံးထိတ်ဆုံး၅သင်းကိုဟော့ကင်းချုပ်လိုက်ပါတယ်။ချန်ပီယံလီဗာပူးနဲ့ဒုတိယနေရာကအာဆင်နယ်တို့ကလာမယ့်ရာသီချန်ပီယံလီဝင်ခွင့်တည်ချသွားချိန်မှာညူကာဆယ်၊ချဲစီ၊ဗီလာ၊ဖော်ရက်စ်၊မန်စီးတီးတို့အားလုံးကလက်ကျန်၃နေရာအတွက်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။လက်ရှိအဆင့်3နေရာမှာယက်တည်နေတဲ့ Newcastle ကတန်နင်းကနေညနေ Emirates မှာ Arsenal ကိုရှုံးနိမ့်ခဲ့ကြတဲ့အကြောင်းဂန်းနာတွေကိုကြော့ဖြတ်ပြီးအဆင့်2နေရာနဲ့ Champions League ဝင်ခွင့်တေချာစေမယ့်အခွင့်အရေးကိုလွှဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းလာမယ့်အပတ် Everton ကိုအင်ကွင်းမှာနိုင်ပွဲရယူနိုင်မယ်ဆိုရင်တော့လာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ပြန်လည်ရရှိမှာဖြစ်ပါတယ်။အဆင့်၄နေရာက Chelsea ကတော့ City Ground ကိုသွားရောက်ပြီး Forest နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး Mariska ရဲ့အသင်ကတောက်ကြနေညာကရုံးကန်နေရတဲ့တည်ရဲနေတွေကိုအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ Forest ကလည်း West Ham နဲ့ပွဲမှာအရေးကြီးတဲ့နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပြီး Villa ကလည်း Spurs ကိုတက်တောက်တက်တာအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ Man City ကတော့လက်ရှိမှာချန်ပီယံလိဝင်ခွင့်ရဲ့အပြင်ဘက်မှာရှိနေပြီးမြဲလေထိတ်ဆုံး၅နေရာပြိုင်ဘက်တွေထက် တပွဲရော့နေရဖြစ်ပြီးအင်ကာနီညမှာဘုံမောက်တနင်္ဂနွေမှာဖူဟန်နုနဲ့ရှင်ပြိုင်သွားရမှာပါ။ကော်ဒီယိုလာရဲ့အတင်ကတော့စနေနေ့က FA ဖလားပလူပွဲမှာဖဲလစ်ကိုအားအသင်းဝင်ရှုံးနိမ့်ခဲ့ပြီးမဲ့ Gary Navee ကချန်ပီယံလိဝင်ခွင့်အတွက်အားကောင်းတဲ့တုံ့ပြန်မှုပြုလုပ်သွားလိမ့်မယ်လို့ထင်မြင်နေတာဖြစ်ပါတယ်။ Man United ကန်ဝင်က Newcastle နဲ့ Villa တို့လည်းထိပ်ဆုံး9နေရာထဲမှာပြီးဆုံးလိမ့်မယ်လို့ယုံကြည်နေပြီးတော့ Chelsea နဲ့ Forest တို့ကအသေးကွက်လိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ အခုတင်ဆက်ပေးမှာကတော့ Postico Glunia မှာအစားထိုးဖို့အသက်36နှစ်သာရှိသေးတဲ့အေးချက်နီးပြဟောင်းကို Spa တင်ကပြင်မှတ်ထားနေရဆိုတဲ့သတင်းလေးပါ Spa တင်ကသူရဲ့နီးပြဖြစ်သူ Postico Glunia မှာအစားထိုးဖို့အတွက်အေးချက်အတင်းနဲ့လောလောလတ်လတ်လမ်းခွဲလိုက်တဲ့လူငယ်နီးပြဖြစ်သူ Francesco Fari Oligo ပြင်မှတ်ထားနေလို့သိရပါတယ် Spartan ကယူရိုပါလိဘောလုံးပွဲဖြစ်လာမဲ့ပုံတမှုနေ့ကျရင် Manchester United နဲ့ရင်ဆိုင်ကြရမှာဖြစ်ပြီးဘယ်လိုရလဲထွက်ပေါ်တာဖြစ်စေ Postigo Glue ကတော့အခုနေရာဒီမှာ Spartan ကနေထွက်ခွာဖို့နှိမ့်ဆန်နေပါပြီ။ စပါတင်ဘောလုံးဒါရိုက်တာဟောင်းဖြစ်သူအီတလီလူမျိုးဖာရစ်အီတလီလူမျိုးဖာဘီယိုပရာတက်ဆီဟာလာမယ့်ဇွန်လကုန်ကျရင်အသင်းကိုပြန်လာဖို့ရှိနေပြီးသူကနီးပြတ်တစ်ခတ်မဲ့ကိစ္စကိုအဓိကဆုံးဖြတ်သွားမှာဖြစ်ပါတယ်။စပါတင်မှာဘောလုံးဒါရိုက်တာအဖြစ်2021ကနေ2023ခုနှစ်ထိအဆောင်ရွက်ခဲ့သူပရာတက်ဆီကတော့အသင်းဟောင်းဂျူဖင်တက်မှာတာဝန်ထမ်းဆောင်ခဲ့ခြင်းတွင်ဘန်နိုင်းနဲ့ပတ်သက်ပြီးတော့မတမမှုတွေပြုလုပ်ခဲ့တာကြောင့် ဖီဘာကသူ့ကိုဘောလုံးလောကနဲ့ပတ်သက်ခွင့်နှစ်နှစ်ခွဲခြားပိတ်ပင်ခဲ့ပြီးအဲ့ဒီအတွက်2023ဧပြီလမှာစပါအသင်းဘောလုံးဒါရိုက်တာယာဒုကနေပြီးတော့နှုတ်ထွက်ခဲ့ပါတယ်။ပရာတစ်စီရဲ့ပွဲပကာလကလာမယ့်ဇွန်လကုန်ကြရင်အဆုံးသတ်မှာဖြစ်လို့ပရာတစ်စီကစပါအသင်းမှာဘောလုံးဒါရိုက်တာအဖြစ်တကြောပြန်တာဝန်ထမ်းဆောင်မှုရှိနေပါပြီ။ပရာတစ်စီကတော့စပါအသင်းနီးပြတ်တခံမဲ့ကိစ္စပေါ်ဩဇာလွှမ်းမိုးမှုရှိပြီးတော့ယူရိုပါလိဖလားရခဲ့ရင်တော့ပိုစတီဂိုဂလူရဲ့အနာဂတ်ကိုပြန်လည်စဉ်းစားသွားမယ့်အနေအထားမရှိပါဘူး။ စပါတင်ကယူရိုပါလိဘောလူပွဲအဆင့်ထိတက်ရောက်နိုင်ခဲ့ပေမဲ့ပရီးမီးယားလိမှာစိတ်ပြတ်စရာရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ရပြီးစံချိန်တင်ရှုံးပွဲရေအတွက်အဖြစ်22ပွဲထိရှုံးနေခဲ့သလိုအမှတ်ပေးစရာအဆင့်18ရာမှာရပ်တည်နေပါတယ်။ရိုက်တစီကတော့နီးပြရာရုတက်ဆီမြူနီအင်ဇာဂီကိုလိုချင်ပေမဲ့ဆီမြူနီအင်ဇာဂီကအင်တာမီလန်မှာပဲဆက်နေသွားမှာဖြစ်ပြီးနောက်ထပ်ပြတ်မှတ်ဖြစ်တဲ့ဂျူဗင်တက်နာမည်ကျော်နီးပြဟောင်းအဲလီဂရီကလည်းအင်္ဂလိပ်စကားမကျွမ်းကျင်တာကြောင့်ဆီရီးအပြင်ပကလပ်အသင်းတစ်သင်းကိုကင်တယ်သွားဖို့မရှိပါဘူး။ အဲ့ဒါကြောင့် Pratesi ကတော့နောက်ထပ်အီတလီလူမျိုးနီးပြဖြစ်တဲ့ FAO Farioli ကိုကျိုးပန်းဖို့စီစဉ်နေတာဖြစ်တယ်လို့ပြည်ထောင်သတင်းစာ The Sun ကဖော်ပြခဲ့ပါတယ်။အသက်36နှစ်သာရှိသေးသူ Farioli ကတော့ Brighton နီးပြဟောင်းဒီစာပီစီမှာပညာသင်ယူခဲ့ပြီးတော့အေချက်အသင်းကိုပြီးခဲ့တဲ့နှစ်မေလကစတင်ကင်တွယ်ခဲ့ပြီးမြေဒီယာတီမှာအေချက်အသင်း H အမှတ်ပေးချန်ပီယံဆုနဲ့ရဲချော်ခဲ့ပြီးတဲ့နောက်မှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကမှမီးပြရာကနေနှုတ်ထွက်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ဆက်လက်တင်ဆက်ပေးချင်တာကတော့လိန်တူချစ်သူမုံတီမှုစန့်ကျင်ရေးကိုမထောက်ခံလို့ပွဲပယ်ခံရတော့မယ့်နီမန်ညာမာတစ်ချက်စီနဲ့မန်ချက်စတာယူနိုက်တက်ကျဲဝင်ဟောင်းနီမန်ညာမာတစ်ကတော့သူရဲ့ဂျာစီလမောင်းပေါ်ကလိန်တူချစ်သူများမုံတီမှုစန့်ကျင်စတစ်ကာကိုတိတ်နဲ့ဖုံးအုပ်ခဲ့ပြီးနောက်ပွဲပယ်ပြစ်ဒဏ်ကျခံနိုင်တဲ့အခြေအနေရင်ဆိုင်ရပါတယ်ပြင်းတက်ကကလပ်အသင်းတွေကစနေနေ့ကလိန်တူချစ်သူများမုံတီးမှုစန့်ကျင်နိုင်ငံကအထိမ်းအမှတ်နေ့ဖြစ်ညဘက်လမောင်းပေါ်မှာတက်တန့်ပုံလိုကိုထည့်သွင်းဝစ်စင်ကစားခဲ့ကြပါတယ် ဒါပေမဲ့လည်းပရီးမီးယားလိဂျယ်ဝင့်ဟောင်းနီမန်ညာမာတစ်ကအဲ့ဒီလိုရှောင်းမှုမှာပူပေါင်းပါဝင်ခြင်းမပြုလုပ်ဖို့ရွေးချယ်ခဲ့ပြီးအဲ့ဒီလိုပုံပေါ်မှာအဖြူအောင်တိတ်ကိုကပ်ပြီးကစားခဲ့တာဖြစ်ပါတယ်။မာတစ်ကတော့လက်ရှိမှာလီဂူဝမ်ကလပ်လိုင်ယွန်အတွက်ကစားပေးနေသူဖြစ်ပြီးဟွန်ဇေးကို2-0နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ကိုဒုတိယပိုင်းမှာလူစားဝင်ကစားပေးခဲ့ချိန်မှာအခုလိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးလိန်လူချစ်သူမုံတိမှုစန့်ခြင်းကိုမထောက်ခံဘဲစန့်ခြင်းခဲ့တာမာတစ်ကပထမဆုံးကစားသမားတော့မဟုတ်ဘဲ ိုးနာကိုကျေဝင့်မိုးအားမှတ်ကာမာရလဲတိတ်ကပ်ပြီးဖုံးအုပ်ခဲလို့လေးပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရပူပါတယ်ပြည်သက်ကြီးအခုလိုမျိုးနိုင်ငံတကာဘောလုံးသတင်းအားလုံးကိုတက်နေရာတွေမှာဆောဆောင်လေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်မတို့ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြအောင်နော်ပေးတဲ့ကြည်နောက်တစ်ပြောချင်တာက Facebook မှာလဲကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ဘောလုံးသတင်းကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလဲ Like and Follow လုပ်ထားနိုင်ပါတယ်เนาะ ပေါ်လုံးချက်ပြည့်သက်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။